အဲ့တော့အင်္ဂါသာသမီတွေအတွက်တဲရောနမိတ်စပြီးတော့ဖတ်ကြပေးမှာဖြစ်ပါတယ်။နံပါတ်၁ကတော့အင်္ဂါသာသမီတွေအတွက်ကြားလာတဲ့တဲရောနမိတ်ကကျတော့မောဝိဇ္ဇာဆိုတဲ့နမိတ်ကြားပါတယ်။မောဝိဇ္ဇာနမိတ်ကကျတော့ဘာကိုညွှန်ပြတာလဲဆိုတော့သူကဝိဇ္ဇာမတကယ်သူနတ်မတကယ်သူကံကောင်းခြင်းတွေကိုညွှန်ပြတဲ့တဲရောနမိတ်ဖြစ်ပါတယ်။ဒါကြောင့်အင်္ဂါသာသမီတွေအတွက်ဒီကာလမှာဆိုရင်တော့အင်္ဗလမကံစားတာကောင်းတယ်။အဖြစ်ပြက်တိုင်းအဖြစ်ပြက်တိုင်းဟာတဲ့အံဩစရာကောင်းလာအောင်ပါနော်။ ရုပ်တရေကောက်ခံငင်ကနဲ့ထထပြီးတော့ဖြစ်တတ်တဲ့သဘောလေးရှိပါတယ်။ဥမာအလုတ်ပြောင်းနေတယ်ဆိုရင်လည်းပဲအလုတ်ပြောင်းနေတဲ့ကိစ္စကအကြာကြီးစဉ်းစားနေရတာအကြာကြီးတွေးတောနေရတာမျိုးမဟုတ်ပဲနဲ့ရုပ်တရေကောက်ခံငင်နဲ့ထပြီးတော့စဉ်းစားတယ်ပြီးရင်ရုပ်တရေကောက်ခံငင်နဲ့အစီအစဉ်တွေဆွဲပြီးတော့ပြောင်းပြက်သွားတာပေါ့။အဲ့တော့မနေ့တော့ကဒီအလုတ်ဟောင်းထဲမှာရှိတယ်ဒီနေ့လည်းရောက်အလုတ်တွေရောက်သွားတာမျိုးပေါ့ တော့နိုင်ငံခြားတိုင်းပြည်တွေကိုသွားတဲ့ခရီးကိစ္စတွေအောင်မြင်မှုရတတ်တယ်။ဒါကတော့မှော်ဝိဇ္ဇာဆိုတာလှည့်လည်တဲ့နမိတ်ဖြစ်တယ်။အောင်မြင်တဲ့နမိတ်ဖြစ်တယ်။အဲ့တော့နေရာတစ်ခုနဲ့တစ်ခုတနေရာနဲ့တစ်ခုနဲ့နေရာနိုင်ငံတစ်ခုနဲ့တစ်ခုနိုင်ငံတစ်ခုနဲ့တနိုင်ငံကိုသွားလာတဲ့ကိစ္စတွေမှာအထူးခြားခြားအောင်မြင်မှုရတတ်တဲ့အကံတရားမျိုးဖြစ်ပါတယ် နောက်ဝိဇ္ဇာနမိတ်ဖြစ်တဲ့အတွက်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဆိုရင် ပို့ပြီးတော့အောင်မြင်ခြင်းတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။အဲ့တော့ပြောချင်တာကတော့အင်္ဂါသာသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့ကံတာကကောင်းတယ်။အဖက်ဘက်ကနေအစဉ်ပြေကင်းရှိတယ်။လက်ကြည့်လုံးကနေထွက်ပြီးတော့တခြားလုံးကိုပြောင်းမယ်။ကောင်းမကောင်းဆိုရင်ကောင်းတယ်။နိုင်ငံခြားသွားဖို့ကြိုးစားနေတယ်။ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကြိုးစားနေတယ်။ကောင်းမကောင်းဆိုရင်ကောင်းတယ်။တော်တော်လေးကောင်းမှာ။ ဒါစီဝိုင်းလုပ်ငန်းတွေတိုးချက်တဲ့မတိုးချက်တဲ့ဆိုရင်တိုးချက်တဲ့အချိန်ကာလဖြစ်ပါတယ်။နံပါတ်1ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တလဘွားချစ်သူနှုတ်တဲ့နမိတ်ပေါ့။အဲတော့မိသားစုကဏ္ဍတွေဆက်ဆံရေးတွေအဆင်ပြေဖို့ရှိတယ်။ဆွေမျိုးသားချင်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့အောင်မြင်မဲ့ကံစားတာမျိုးရှိဆွေမျိုးသားချင်းတွေရဲ့အခန်းကဏ္ဍဆွေမျိုးသားချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုကိုရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။ လူမှုရေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဆွာရှင်ဆိုတဲ့နမိတ်ကမကောင်းပါဘူးအဲ့တော့အတ္တကြီးတယ်မာမနာကြီးတယ်အတိမိတ်ဆွေတွေကြောင့်အင်္ဂါသားသမီးတွေရဲ့လူမှုရေးကံတရာတွေမှာစိတ်ညစ်ဆရာလေးတွေကြုံရတတ်ပါတယ်အဲ့တော့လူမှုရေးကတော့နည်းနည်းညံ့တဲ့အချိန်လို့ပြောရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဘု து အမမယုံနာကောင်းပါတယ်ယုံကြည်မှုကြောင့်စိတ်မောလူမောဖြစ်သွားတတ်ပါတယ်နံပါတ်2ကတော့အာနာမှုပါပဲအဲ့တော့အင်္ဂါသားသမီးတွေအာမနာနေလို့ပဲပြောရမှာဖြစ်ပါတယ် ။ဒါငွေကြီးငွေကြီးရတော့ဒသန်းဆိုနေသူရိန်ပေါ့နော်။နေသူရိန်နမိတ်ကကြတော့ထွန်းလင်းတောက်ပါတဲ့နမိတ်တော့ငွေကန်တော်တော်လေးကောင်းမှ။အင်္ဂါသာသမီးတွေငွေကြီးနဲ့ပတ်သက်တဲ့ကံတော်တာသည်အင်မတမကောင်းမှ။ရရရှိတဲ့ငွေတွေချောချောမမောရရှိတတ်တယ်ပေးရရှိတဲ့ငွေတွေလည်းချောချောမမောပေးနိုင်မယ်ငွေကြေးကိုအကြောင်းပြုပြီးတော့ကျုံတွဲ့နေရတဲ့ပူပန်သောကတွေလည်းပဲသူ့လိုလိုပြေလည်သွားတာမျိုးပြေငိမ့်သွားတာမျိုးတွေကြုံရတတ်တယ် ။အငွေချင်းနဲ့ပတ်သက်ပြီးတော့စီစဉ်နေတဲ့ကိစ္စတွေ၊ဆောင်ရွက်နေတဲ့ကိစ္စတွေ။နောက်အကူအညီတောင်းမဲ့ကိစ္စတွေလည်းပဲချော့ချော့မမောဖြစ်မြောက်ပြီးတော့အောင်မြင်မှုရပါတတ်ပါတယ်။ကျမ်းမာရေးပေါ့နော်။အင်္ဂါသာသမီးတွေကျမ်းမာရေးရတော့သူကရှင်ပြန်ထားမြောက်ရှင်ပြန်ထားမြောက်ဆိုတာတရားနဲ့ပြန်ရှင်တဲ့နမိတ်ပါပဲ။အင်္ဂါသာသမီးတွေတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကန္တာတာအထူးကောင်းပါလား။ခန္ဓာနဲ့ရတဲ့ယောဂါတွေဝေဒနာတွေသက်သာပြောင်းကင်းသွားတာမျိုးတွေတွေ့မယ်ဆရာကောင်းသမားကောင်းတွေ့ပြီးတော့ စေကောင်းဝါကောင်းတွေ့ပြီးတော့ဓမ္မကြီးတွေပြန်ပြီးတော့ကောင်းနိုင်ပါလေဓမ္မကြီးနဲ့ပတ်သက်ပြီးတော့စေဝါကုသဖို့တဲ့ကြံစီနေတဲ့ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်မှုရတတ်ပါတယ်။နောက်ပြည်နိုင်နဲ့ပတ်သက်ပြီးတော့နမိတ်ကတော့သေမင်းကတ်ကြတာပေါ့နော်။သေမင်းကတ်ကအတိပြကြတော့အတိပြောင်းလဲတာပါ။အတိပြောင်းလဲသွားတာပေါ့။အဲ့တော့ကိုကရည်ရွယ်ထားတဲ့သင်္นานတစ်ခုတကယ်တကယ်တက်ဖြစ်တဲ့သင်္นานတစ်ခုအဲ့လိုမျိုးတွေဖြစ်သွားတတ်တာပေါ့။ပြည်နိုင်ကဏ္ဍတွေကတော့လက်ကြည့် ကွာတက်နေတဲ့သင်္นานတွေလက်ရှိဖြည့်ဆို့ဖို့ကြိုးစားနေတဲ့စာမွေတွေမှာ စိတ်ကုန်ပြီးတော့ညင်းွက်ပြီးတော့သင်္นานအသစ်တက်ခြင်းစိတ်တွေပေါ်ပေါက်တတ်တယ်။ကြိုးစားမိလိမ့်မယ်။နောက်ချင်းတော်နဲ့ပတ်သက်ရင်တော့ဒေအကရစ်အကရစ်ဆိုတော့လူကြီးမိဘကိုအကြောင်းပြုပြီးတော့နည်းနည်းအခက်အခဲလေးတွေကြုံရတာပေါ့နော်။အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့မိဘအကြီးအကဲတွေကြောင့်နည်းနည်းလေးအဆင်မပြေဖြစ်တတ်တယ်။ ။အိမ်တော်အေးတွေမှာလည်းအဲ့လိုပါပဲမိဘတို့ရောက်ခမတို့တို့အကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်။နောက်တစ်ခုကနေတိုင်းနဲ့ပတ်သက်ပြီးတော့ဟိုမှနေမယ်ဒီမှနေမယ်စသဖြင့်အဲ့လိုမျိုးလွန်ဆွဲပြီးတော့လည်းအဆင်မပြေမှုလေးတွေကြုံရတတ်တာပေါ့။ဒါကြောင့်မလို့အကြံပေးချင်တာကတော့အင်္ဂါသားသမီးတွေအခြေအနေတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းလူကြီးမိဘတွေကိုတစ်ခါလေကြတော့ မတိုင်မင်းတင်တာတွေမတိုင်မင်းဖို့အတိမပေးတင်တာတွေမပေးဖို့လိုအပ်ပါတယ်နော်အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရင်နော်ဝိဇာမတကယ်သူနတ်မတကယ်သူအင်္ဂါသားသမီးတွေဟာကံစားတာကောင်းမှုရှိပြီးတော့စီးပွားဥစ္စာအခြေအနေတွေတိုးတက်ကောင်းမွန်ဖို့ရှိပါတယ်ကျောင်းအင်္ဂါသားသမီးတွေကအကျိုးပေးတယ်၊ကံကောင်းတဲ့အရောင်ဆိုရင် အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါလေ။နောက်တဲ့အစ6ဆုံးတို့နော်6အစ1ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထူပါတဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအုံသီးစိတ်80စိတ်ကတ်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်